အံ့ဩဖို့ကောင်းလို့လည်းတမိုင်းတွေကကံကြမ္မာမြက်လှဲ့မြောင်းကဘာကြီးဟာတကယ်ကိုထူးဆန်းတဲ့နေရာတစ်ခုပါဒါကလေကြတော့ရုတ်တိပေတာနဲ့ဘလို့မှရှင်းပြလို့မရနိုင်တဲ့အဖြစ်အပျက်တွေတိုက်ဆိုင်မှုတွေကကျွန်တော်တို့ကိုဗဇက်အဟောင်းသားဖြစ်စေကြပါရင်ဒီဗီဒီယိုထဲမှာဆိုရင်အမေရိကန်တမိုင်းရဲ့အထင်ကြီးအပုပ်ကိုကြီးနှစ်ဦးရင်ထူးခြားစမ်းကြယ်တဲ့သင်ဆုံးမှုကနေစလို့နေပေါင်းများစွာကြာမှပြန်လည်စုံစည်းခွင့်ရခဲ့တဲ့ဖခင်နဲ့သားရဲ့ပုဂံဝိုင်းကံကြမ္မာအထိ တင်မင်းအောင်ချင်းကပ်ဖို့တွန်းဆုပ်သွားတဲ့အမျိုးသမီးတူရဲ့မယုံနိုင်လောက်ဆရာဒေမောကက်ပြက်တွေပြင်တခြားစိတ်ဝင်စားဆရာကောင်းတဲ့တိုက်ဆိုင်မှုတွေကိုစူးစီးတင်ဆက်ထားပါတယ်။ဒါရင်ကတမိုင်းရဲ့ချိုးရင်းချက်တွေလား၊ကန်ကြမာရဲ့လှဲကွက်တွေလား၊ဒါမှမဟုတ်ဆက်ကြရာကြီးကကျွန်တော်တို့ကိုတစ်ခုခုပြောချင်နေတာလား။အကြောင်းဆုံးသိအောင်ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ရင်းရှေ့ဆက်လိုက်ပါမယ်။မိုးချိုးနမင်းရဲ့အညှုပ်ဖွဲ့ခံရသူ Water Summer Fox ဆိုတဲ့ကန်ဆိုးသူဟာမိုးချိုးရဲ့ရဲစတဲ့ပြည်တံကိုအချင်းချင်းခံခဲ့ရသူပါ။ အသက်ရှင်စင်မှာ၃ချိန်တိုင်တိုင်မိုးကြိုးပစ်ခတ်ခဲ့ရအောင်သာမကတင်ဆုံးမိတဲ့နောက်မှာလည်းသူ့ရဲ့ဂူတင်းချိုင်းကိုမိုးကြိုးထက်မှန်ပစ်ခတ်ခဲ့တာကြောင့်စုစုပေါင်း၄ချိန်မိုးကြိုးတံခံခဲ့ရပါတယ်ပထမတစ်ချိန်က1918ခုနှစ်ပထမကမ္ဘာစစ်အတွင်းဘယ်ဂျန်စစ်မြေပြင်မှာဗြိတိရှားတပ်မတော်ရဲ့ဗိုလ်မှူးအဖြစ်တာဝန်ထမ်းဆောင်နေစဉ်မှာဖြစ်ပွားခဲ့ပြီးခေါအောက်ပိုင်းလေးဖြတ်သွားခဲ့ပါတယ်ဒုတိယအချိန်ကတော့အငိမ့်စားယူပြီး6နှစ်ကြာအချိန်ဗန်ကူးပါမှာ၅ဖမ်းနေစဉ်ဖြစ်ပွားခဲ့ပြီး ညာဘက်ချမ်းလေးဖြတ်သွားခဲ့ပါတယ်တတိယချိန်ကတော့ထောင်ကွာ30ခုနှစ်မှာပန်းချန်နဲ့လမ်းလျှောင်းနေစဉ်ဖြစ်ပွားခဲ့ပြီးအဲဒီချိန်ကဆလာသူတေဆုံးတဲ့နှစ်နှစ်အထိအိယာထဲမှာလဲနေခဲ့ရပါတယ်ဒါပေမဲ့ကန်ဆုံးမှုတွေကမပြီးဆုံးသေးပါဘူးသူတေဆုံးပြီးတဲ့နောက်သူ့ရဲ့ဂူတင်းချိုင်းကိုမိုးချိုးထမှန်ပစ်ခတ်ခဲ့တာကြောင့်သူ့ဘွားနဲ့နောက်ဘွားမှာမိုးချိုးတံကို၄ချိန်တိုင်တိုင်ခံခဲ့ရတဲ့ထူးခြားဆန်းကျင်တဲ့ဖြစ်ရတစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ရေမနစ်တဲ့ Violet Jason သူ့ရဲ့ဘွားဟာတကယ်ကိုရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့တူလုံလှတဲ့အဟောပွဲရာဖြစ်ရတဲ့နေပြင်းနေပါတယ် သူမဟာအက်တလန်တိတ်သမုဒ္ဒရာကိုဖျက်ဆီးသွားလာတဲ့ခီးတဲ့တင်တင်မော်ဂျီ၃စင်းနေမြုပ်ခဲ့တဲ့အဖြစ်အပျက်တွေမှာပါဝင်ခဲ့ပေမဲ့အန်ဩဝဲကောင်းစွာအသက်ရှင်ကျန်ရခဲ့သူပါဒါကြောင့်သူမကိုရေမနစ်တဲ့ violent လို့တောင်တင်စားခဲ့ကြပါတယ်ထောက်ကဆနခိုးနဲ့အေဘလာ၁၄ရက်နေ့မှာ violent ဟာတိုင်လန်နဲ့တင်မော်ပေါ်မှာဝန်ထမ်းအဖြစ်အလုပ်လုပ်ကင်နေပါတယ်ခီးစင်ရဲ့လေးရမြောင်းများမှာတင်မော်ဟာရေခဲတောင်နဲ့တိုက်မိပြီးနေမြုပ်စာပြူလာပါတယ်အဲဒီအချိန်မှာအင်္ဂလိပ်စကားမတတဲ့ခီးတဲ့တွေကိုအသက်ကယ်လေးပေါ်ဘယ်လိုတက်ရမလဲဆိုတာကိုကိုညီဖို့သူမကိုတာဝန်ပေးခဲ့ပါတယ် နောက်ဆုံးမှာတော့သူမဟာအသက်ကင်လျှံမဲ့16နှစ်တင်းမောဘကနေလွတ်မြောက်ခဲ့ပြီးမနက်မိုးလေးမှာကာပါတီယာတင်းမောကကယ်တင်နိုင်ခဲ့ပါတယ်။နောက်ထပ်အနေနဲ့ Violet ကပထမကမ္ဘာအဆင့်ဖြစ်နေချိန်1916ခုနှစ်နိုဝင်ဘာ22ရက်နေ့မှာ Britainis တင်းမောဘမှာသူနာပြုအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ Britainis ဟာဆေးရုံတင်းမောဖြင့်အသုံးပြုနေခြင်းဖြစ်ပြီး Aegean ပင်လယ်ထဲမှာဂျာမန်တို့ရဲ့မိုင်းကိုတိုက်မိပြီးနစ်မြုပ်သွားပါတယ်။အဲဒီဖြစ်ပျက်မှာလည်း Jason ဟာအသက်ကယ်လေးတစ်စင်းကိုဆွဲကင်ပြီးရေထဲကိုခုန်ချခဲ့ပါတယ်။ သူမရဲ့ဦးကောင်းဟာတင်မောကိုရီနဲ့ရိုက်နေပြီးဂျန်ရရရှိခဲ့ပေမဲ့နောက်ဆုံးမှာတော့အတန်ဘေးကလွမြောက်ခဲ့ပါတယ်။တိုက်တန်အနေနဲ့ဘရီတန်နစ်တို့မတိုင်ခင်1931ခုနှစ်မှာလဲဂျက်ဆက်ဟာ RMS အော်လံမစ်တင်မောပေါ်မှာအလုံးလုံးကန်ခဲ့မှုပါသေးတယ်။အဲဒီနှစ်မှာပဲအော်လံမစ်တင်မောဟာဗီဒီရှာတိုက်ခိုက်ရင်တင်မောတစည်းနဲ့တိုက်မိခဲ့ပါတယ်။ဒါပေမဲ့အဲဒီအဖြစ်အပျက်မှာတော့တင်မောဟာအနေငယ်သာပျက်စီးခဲ့ပြီးနင်းမြုပ်ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့ဂျက်ဆန်ဟာတင်မောကြီး၃ဆင်းနဲ့ဇလိုက်ဆိုလိုဂျုံတွေးခဲ့ရတဲ့အနေတွေကနေအသက်ရှင်ကျန်ရစ်ခဲ့တာဟာတကယ်ကိုမယုံနိုင်စရာပါပဲ။ ခေါင်းဆောင်တယောက်ရဲ့ဆန့်ွယ်နေတဲ့ကံကြမ္မာအမေရိကန်သမိုင်းမှာအရေးပါဆုံးပုဂ္ဂိုလ်နှုတ်ဖြစ်တဲ့ဂျွန်အတန်နဲ့တောမတ်ဂျက်ဖာဆင်တို့ဟာနိုင်ငံရေးသဘောထားတွေကွဲလဲခဲ့ပေမဲ့နောက်ပိုင်းမှာယင်းနေတဲ့မိတ်ဆွေတွေဖြစ်လာခဲ့ကြပါတယ်။သူတို့နှုတ်ရဲ့ဘဝဇလန်းကတော့ပိုလို့တောင်ထူးခြားဆန်းကျင်ခဲ့ပါတယ်။သူတို့နှုတ်စလုံးဟာ1826ခုနှစ်ဇူလိုင်လ4ရက်နေ့မှာကွဲလွန်ခဲ့ကြပြီးအဲဒီနေ့ဟာသူတို့နှုတ်စလုံးပါဝင်ရေးဆွဲခဲ့တဲ့လွတ်လပ်ရေးကြော်ညာစာတမ်းရဲ့250ပြည့်မြောက်တဲ့နေ့လည်းဖြစ်ပါတယ်။ အသက်60ရွယ်အကျောင်းမကွယ်လွန်ခင်လေးတင်အထိကျမကြီးကောင်းမွန်နေခဲ့ပေမဲ့သူ့ရဲ့စာဖတ်ကလတိုင်းမှာလဲချသွားခဲ့ပြီးဂျက်ဖာဆင်အခုနှစ်အသက်ရှင်နေသေးတယ်လို့နောက်ဆုံးစကားပြောခဲ့တယ်လို့ဆိုပါရင်ဒါပေမဲ့ဂျက်ဖာဆင်ဟာအရင်နှစ်မိုတဲချိန်လောက်ပါပဲကွယ်လွန်သွားခဲ့ပြီဖြစ်ပါရင်ဒီလိုတိုက်ဆိုင်မှုဟာထူးဆန်းလွန်းလာပေမဲ့သူတို့ရဲ့တည်ဆုံမှုဟာအမေရိကန်နိုင်ငံတည်ထောင်ခြင်းနဲ့ဆက်နွယ်နေတဲ့စံနှုန်းတွေတန်ဖိုးတွေကိုပြားသတဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါရင်စာရေးဆရာမနဲ့အကြိုက်ဆုံးစာအုပ်တို့ရဲ့ဖူးစာဇလန်း 1920ပြည်လုံးနှစ်တည်းကအမေရိကန်ဝတ္ထုရေးဆရာမအမ်ပါရှစ်ဟာပယ်ရီမြို့ကိုရောက်ရှိနေစဉ်ထူးဆန်းပြီးချုံမိန်နဲ့အတွေ့အကြုံတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။စောင်းဆိုင်တစ်ခုကိုလှည့်လည်ကြည့်ရှုနေတော့သူမဟာငယ်စဉ်ကလေးကအရန်နှစ်သက်ခဲ့တဲ့ Jeffron နဲ့တခြားပုံမင်များဆိုတဲ့စောင်းအဟောင်းတုပ်ကိုတွေ့လိုက်ပါတယ်။ဝမ်းသာအားရတဲ့အဲ့စောင်းကိုကောက်ယူပြီးသူခင်မုန်းကိုပြကငငယ်လုံးကဒီစောင်းကိုဘလောက်မြင်လို့ခဲ့ကြောင်းပြောပြပါတယ်။သူခင်မုန်းကစောင်းကိုဖွင့်ကြည့်လိုက်တဲ့အခါစာမျက်နှာဘေးမှာပါရှင်209မြောင်းဝင်ကပါလန်း အော်လိုရာဒိုစပရင်လို့ရေးသားထားတာကိုတွေ့လိုက်ရပါတယ်။အန်ရောဆရာအကောင်းတာကအဲ့ဒီစာအုပ်ဟာအန်ရဲ့ငယ်စဉ်ကတည်းကပိုင်ဆိုင်ခဲ့တဲ့စာအုပ်အဆင့်အမှန်ဖြစ်နေခဲ့တာပါပဲ။နှစ်ပေါင်းများစွာကြာချားသွားခဲ့ပေမယ့်သူမရဲ့ငယ်ဘဝအမတ်တရစာအုပ်ဟာမထင်မှတ်ပဲသူမစီပြန်လည်ရောက်ရှိလာတာဟာတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုပါပဲ။တာဖာနယောရဲ့ပိုကာဝိုင်းကံကြမှာ1958ခုနှစ်ဆန်ဖရန်စစ္စကိုမြို့ရဲ့ဗဲလာရူနီယန်စနိုးမှာကစားနေတဲ့ပိုကာဝိုင်းတစ်ခုမှာထူးခြားစမ်းကြယ်တဲ့ကံကြမ္မာလှည့်ကွက်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ လိန်လေကစားမှုကြောင့် Robert Fallon ဆိုတဲ့ British လူမျိုးတူအသက်ဆုံးရှုံးခဲ့ရပြီးသူ့ရဲ့ဒေါ်လာ600အစုကြီးမြွေဟာကျင်းရခဲ့ပါတယ်။လိန်လေပြီးရလာတဲ့မြွေဟာကံမကောင်းမှုလို့အယူရှိတဲ့အတွက်ကစားသမားတွေကအဲ့ဒီမြွေကိုပထမဆုံးရောက်လာတဲ့ဒဇိန်တယောက်ကိုပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့မျှော်လင့်ချက်ကတော့အဲ့ဒီဒဇိန်ကို Fallon ရဲ့နေရာမှာဝင်ကစားခိုင်းပြီးသူတို့ကအနိုင်ယူကာစုကြီးမြွေအလုံးကိုပြန်ရဖို့ပါပဲ။ခဏကြာပါလူငယ်တယောက်ရောက်လာပြီးထိုင်ကစားလိုက်တာအန်အောဆရာကောင်းတော့အောင်ဒေါ်လာ600ကိုဒေါ်လာ2200အထိတိုးပွားသွားခဲ့ပါတယ် ရဲတွေရောက်လာပြီးအသက်ခံလိုက်ရရင်ဖေလွန်ရဲ့ဆွေမျိုးသားချင်းတွေကိုမွေးပြန်ပေးဖို့စုံစမ်းတဲ့အခါမှာအဲဒီလူငယ်ဟာလူငယ်တဲ့ခုနှစ်နှစ်ကမှကွဲကွာသွားတဲ့ဖေလွန်ရဲ့သားဖြစ်နေကြောင်းသိလိုက်ရပါတယ်။မချင်းမန်းပင်နဲ့ကန်ချမာကဖခင်နဲ့သားကိုတေချင်းတရားရဲ့ဂျားကဘူကာဝိုင်းတစ်ခုမှပြန်လည်စုံစည်းပေးခဲ့တာဟာတကယ်ကိုမမေ့နိုင်စရာပါပဲ။မွန်ဆာဘီရင်နဲ့စားသောဆိုင်ပိုင်ရှင်အီတလီနိုင်ငံမွန်ဆာမြို့မှာဘရင်အေဗာတိုနဲ့ဒေသခံစားသောဆိုင်ပိုင်ရှင်တို့ရဲ့တွဲဆောင်မှုကတော့တကယ်ကိုရုပ်ရှင်ဇလန်တဘိုးလိုပဲထူးခြားဆန်းကျင်လွန်လာပါတယ်။ တို့နှစ်ယောက်ဟာဒီအတိုင်းမြင်လိုက်တာနဲ့ရုပ်ရည်သွင်မြင်ကအစတူညီနေတဲ့အတွက်လူတိုင်းအံ့ဩခဲ့ရပါတယ်။မျက်နှာသွင်မြင်ကအစကိုလုံးကိုတဲ့အထိခွဲခြားလို့မရနိုင်အောင်တူညီနေခဲ့တာပါ။ဒါပေမဲ့အံ့ဩစရာကောင်းတာကရုပ်ရည်သွင်မြင်နဲ့မဟုတ်ပါဘူး။တို့နှစ်ယောက်စကားပြောကြည့်တဲ့အခါမှာပုံပြီးထိတ်လန့်စရာကောင်းတဲ့တူညီမှုကိုတွေ့ရှိခဲ့ကြပါတယ်။နှစ်ယောက်စလုံးဟာ1844ခုနှစ်မက်ရှလာ14ရက်နေ့မှာတူညီတဲ့မြို့မှာပဲမွေးဖွားခဲ့ကြတာပါ။တို့ရဲ့ဇနီးတွေရဲ့နာမည်တွေဟာလဲမာဂရီတာလို့ခေါ်ကြတာပါ။စားသောက်ဆိုင်ပိုင်ရှင်ဟာသူ့ရဲ့စားသောက်ဆိုင်ကိုဘင်းအမ်ဘာတို့ အီတလီဘီယံဖြင့်ဘိတ်တိတ်ခံယူတဲ့နေ့မှာပဲစတင်ဖွင့်လင်းခဲ့တာကိုသိလိုက်ရတဲ့အခါမှာတော့သူတို့နှစ်ယောက်စလုံးအန်အော့မင်တက်သွားခဲ့ပါတယ်။ဒါပေမဲ့ကန်ဂျမားရဲ့လှည့်ကွက်ကဒီမာရီမပြီးသေးပါဘူး။ထောင်ကွာပြင်းနဲ့ဇူလိုင်လ29ရက်နေ့မှာစားသောက်ဆိုင်ပိုင်ရှင်ကမတော်တဆမှုကြောင့်ဆုံးသွားခဲ့ပါတယ်။ဘီယံအဘာတိုစီကိုလည်းဒီသတင်းကရောက်လာခဲ့တာပါ။ဒီပင်ကအဲ့တဲ့တင်းကိုကြားပြီးမကြားခင်ပါပဲ NRK ဝါဒီတယောက်ရဲ့လုံးချန်တက်ဖြတ်ခြင်းကိုခံခဲ့ရပြီးချက်ချင်းကွယ်လွန်သွားခဲ့ပါတယ်။ရောက်ချင်းစင်ရတဲ့လူနှစ်ယောက်ဟာတူညီတဲ့နေ့မှာပဲကွဲပြားခြားတဲ့အကြောင်းအနေနဲ့တည်ဆုံသွားခဲ့တာဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းပြီး ထိလန့်တုံလုံးစရာလဲကောင်းတဲ့အဖြစ်အပျက်တစ်ခုပါပဲကရမာရဲ့အစီအမံဟာဘလောက်တောင်ထိုးစွမ်းနိုင်လဲဆိုတာကိုဒီဖြစ်ရကတက်တည်ပြနေပါရင်နေ90အကြာမှာတကယ်ဖြစ်ခဲ့တဲ့အက်ဂါအယ်လင်ပိုးရဲ့ဝတ္ထုဇလံ1938ခုနှစ်မှာအက်ဂါအယ်လန်ပိုးဟာနန်တက်ကမ်းမှာအာသာဂေါ်ဒွန်ပင်ရဲ့အထုပ်ပတ်တိဆိုတဲ့ဝတ္ထုကိုရေးသားခဲ့ပါရင်အဲဒီဝတ္ထုထဲမှာတောင်တင်တဲ့အသင်းမောင်းတွေဟာဘသူကိုအစာအတွက်ပူဇော်ရမလဲဆိုတာဆုံးဖြတ်ဖို့မဲနိုင်ကြပါရင် ံမကောင်းတဲ့သူကတော့ Richard Parker လို့ခေါ်တဲ့သမောသားလေးဖြစ်ပြီးနောက်ဆုံးမှာတခြားသူတွေကတက်စားလိုက်ကြပါရင်ပိုးရဲ့ထုံးစံတိုင်းဒါဟာအကြောင်းမဲ့ဖွယ်ရာဇာတ်လမ်းတစ်ခုပါဒါပေမဲ့သူ့ရဲ့ပိုပြီးစေကူးရင်စံနဲ့လက်ရာနဲ့မတူပဲဒီတစ်ခုကတော့တကယ်ပိုးရမှာဖြစ်ပြခဲ့ပါရင်တောင်၈၄ခုနဲ့မှာသမောတစ်စင်းနင်းမြုပ်ခဲ့ပြီးအသက်ရှင်ကျန်ရည်သူတွေဟာပင်လယ်ထဲမှာတောင်တင်ပြီးအစာငတ်မှုတွေကြပါရင်သူတို့ဟာဘသူကိုကန်ဆိုးသူမောင်ရှင်ဖြင့်ရွေးရမလဲဆုံးဖြတ်ဖို့မဲနိုင်ကြပြီးရွေးချယ်ခံရသူတွေကတော့ Richard Parker လို့အမည်ရတဲ့သင်္ဘောသားလေးဖြစ်ပါရင် လွန်ခဲ့တဲ့290နေပါကစေကွင်းရင်ဇလန်းဟာတကယ်ဘွားဖြစ်ရတဲ့ထက်တူကြနေပုံရပြီးဇလန်းကအနာကတ်ကိုဒီနေ့နေ့နဲ့ကြိုတင်ဟော့ကင်းထုတ်နေတယ်လို့ပါပဲစစ်သားနှစ်ယောက်ရဲ့ရှေးပိတ်နောက်ပိတ်ကံကြမှာပထမကဘာစစ်ရဲ့အစနဲ့အဆုံးမှာကြာဆုံးခဲ့တဲ့ဗီဒီရှာစစ်သားနှစ်ဦးဖြစ်တဲ့ဂျွန်ပါနဲ့ဂျော်အယ်လစ်ဆင်တို့ရဲ့ဇလန်းဟာတကယ်ကိုထိတ်လန့်စရာကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုဖြစ်ပါတယ်သူတို့နှစ်ဦးဟာစစ်ပွဲရဲ့ပထမဆုံးနဲ့နောက်ဆုံးကြာဆုံးခဲ့တဲ့ဗီဒီရှာစစ်သားတွေဖြစ်ယုံတာမှာကသူတို့ရဲ့မြုပ်နယ်ရနေရာတွေကလည်းထူးခြားစွာနှီးကပ်နေပါတယ် ဂျော်မာတင်ဆုံးချိန်မှာဗီဒိန်နိုင်ငံဟာဂျာမနီကိုစစ်ကျင်ညာပြီး18ရက်ပဲရှိနေခဲ့တာပါ။အသက်18နှစ်တာရှိသေးတဲ့ဂျော်မာဟာမင်းစီဆပိန်စစ်သားတို့ဖြစ်ပြီးဗဲဂျန်နိုင်ငံမွန်မျိုးအနီးမှာတိုင်ပွဲဝင်နေခြင်းကြာဆုံးခဲ့ပါတယ်။သူဟာစစ်ပွဲအတွင်းကြာဆုံးခဲ့တဲ့ပထမဆုံးဗီဒိရှားတပ်ဖွဲ့ဝင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဂျော့အယ်လီဆင်ကတော့စစ်ပွဲကြီးပြီးဆုံးဖို့90မိနစ်လောက်1918ခုနှစ်နိုဝင်ဘာ17ရက်နေ့မှာကြာဆုံးခဲ့တာပါဝိုင်းနေစံကောင်းတာကသူကစစ်ပွဲပြီးဆုံးတော့မှမဟုတ်အိမ်ပြန်ဖို့စောင့်ဆိုင်းနေစင်မှာအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါရင် ်ပရမကဘာစင်အတွင်းမှာကြာဆုံးခဲ့တဲ့နောက်ဆုံးဗီရိရှားတပ်ဖွဲ့ဝင်ပြည်မှတ်တမ်းဝင်ခဲ့ပါတယ်အန်အောဆီယာကောင်းနာကဒီစစ်သားနှုတ်ကိုဗဲချန်နိုင်ငံစိန်စင်ဖိုရီယာစစ်သင်းချိုင်းမှာမင်းနဲ့ချင်းဆိုင်မြုပ်နှံထားတာပါသူတို့ရဲ့ဂိုဏကူကြားမှာမြက်ခင်း15ပေတာချားထားပါတယ်ဒီလိုမြုပ်နှံတာဟာရွေချက်ရှိရှိလုံဆောင်ခဲ့တာမဟုတ်ပါဘူးအဲ့ဒီချိန်တုန်းကသင်းချိုင်းကိုစီမံခန့်ခွဲသူတွေဟာပါနဲ့အယ်လီဆင်တို့ဟာစစ်ပွဲရဲ့ပထမဆုံးနဲ့နောက်ဆုံးကြာဆုံးသူတွေဖြစ်တယ်ဆိုတာကိုမသိခဲ့ကြပါဘူးပထမကဘာစင်အတွင်းကြာဆုံးခဲ့တဲ့ ဘေးရှာစစ်သားထောင်ပေါင်းများစွာတဲ့ကမှာပထမဆုံးနဲ့နောက်ဆုံးကြာဆုံးသူလူဟာဒီလိုမင်းနဲ့ချင်းဆိုင်တည်ရှိနေတာဟာတမိုင်းကိုတိုင်ကသူတို့ကိုတနေရာထဲမှာစူးစီးထားလိုက်တယ်လို့ထင်ရပြီးစစ်ပွဲကြီးရဲ့အစနဲ့အဆုံးကိုမှတ်တိုင်စိုက်ထုတ်ထားတယ်လို့ဖြစ်နေပါတယ်။ကလေးထက်ပုံနေမိခင်1914ခုနှစ်မှာဂျာမနီနိုင်ငံကမိခင်တဦးဟာသူ့ရဲ့ချစ်စရာကောင်းတဲ့သားငယ်လေးရဲ့ဓာတ်ပုံကိုရိုက်ကူးပြီးစတာရပ်မြို့မှာဓာတ်ပုံဆိုင်မှာဖလင်ဆေးဖို့ထားခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့တဲ့အတွက် သူမဟာဓာတ်ပုံကိုပြန်မြူနိုင်ခဲ့တဲ့အတွက်ဘယ်တော့မှမြင်ရတော့မှာမဟုတ်ဘူးလို့ပဲယူဆခဲ့တာပါနှစ်နှစ်ကြာပြီးတဲ့နောက်မှာတော့သူမဟာ Frankfurt မြို့မှာသူမရဲ့မွေးကင်းစသမီးလေးရဲ့ဓာတ်ပုံကိုရိုက်ဖို့ Flynn အသစ်တစ်ချက်ဝယ်ခဲ့ပါတယ်ဓာတ်ပုံကိုစီးကြောလိုက်တဲ့အခါပထမတော့ဓာတ်ပုံမှာတစ်ခုခုမာရွနေတယ်ထင်ပြီးစိတ်ညစ်သွားခဲ့ပါတယ်ဒါပေမဲ့တေချာကြည့်လိုက်တဲ့အခါမှာတော့သူမဟာအံ့ဩမှင်သက်သွားပါတော့တယ်သူမရဲ့သမီးလေးရဲ့ဓာတ်ပုံပေါ်မှာလွန်ခဲ့တဲ့နှစ်နှစ်ကသူမရဲ့သားလေးရဲ့ဓာတ်ပုံရင်းဟာထက်နေတာကိုတွေ့လိုက်ရတာပါပဲဘလို့ဖြစ်ဖြစ်သွားလဲဆိုတာသူမကိုယ်တိုင်မယုံနိုင်အောင်ပါပဲ အမှန်တော့သူမပထမဆုံးရိုက်ကူးခဲ့တဲ့မစင်းကြွရသေးတဲ့ဖလင်ဟာတနည်းနည်းနဲ့အသုံးမပြုရသေးတဲ့ဖလင်အဖြစ်မာယွန်းစွာတစိမ့်ကတ်ခံခဲ့ရပြီးသူမစီကိုပဲပြန်လည်ရောင်းချခြင်းခံခဲ့ရတာပါနှစ်နှစ်ကြာပြီးတဲ့နောက်မှာတော့သူမဟာသူမရဲ့သားလေးရဲ့တက်ပုံကိုမထင်မှတ်တဲ့ပုံစံနဲ့နောက်ဆုံးမှာတော့မြင်တွေ့ခွင့်ရခဲ့တာဖြစ်ပါတယ်ကလစားခြေဖို့20ကြာဆောင်းဆိုင်ခဲ့တဲ့ကြည်စံဟင်နရီဇီလန်ဟာ1862ခုနှစ်အတွင်းတက်ကဆက်ပြီးနဲ့ဟန်နီဂရိုမျိုးမှာမွေးဖွားခဲ့ပါတယ်သူဟာလယ်သမားတူဖြစ်ပြီး Charles Garrett ဆိုတဲ့အမျိုးသမီးတဦးနဲ့ပတ်သက်ခဲ့ပါတယ်။ဒါပေမဲ့1983ခုနှစ်မှာသူရဲ့ဆက်ဆံရေးကိုအဆုံးသတ်ခဲ့ပါတယ်။ Charles ဟာစိတ်ထိခိုက်လွန်တဲ့အတွက်သူ့ကိုယ်သူတတ်သိခဲ့ပါတယ်။သူ့ရဲ့အကိုကအလွန်ဝမ်းနဲ့ကြေကွဲခဲ့ပြီးသူညီမရဲ့တေဆုံးမှုအတွက် Henry ကိုအပြစ်တင်ကလက်စားချေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီနေ့မှာသူဟာတနက်တလန်နဲ့ Henry ရဲ့ကောင်ရုံးပုံလေးကိုချောင်းမြောင်းဝင်အောင်ပြီးသူ့ကိုပြစ်ခတ်ခဲ့ပါတယ်။ခြေဆံက Henry ကိုပုတ်တိယုံသာထိခဲ့ပေမဲ့သူကလိမ္မာပါနဲ့စွာနဲ့တင်ပြီးလို့ဟန်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ဟင်နရီမသိတာကဂျေဆန်ဟာကာယုပုံဘေးကတပင်းတပင်းထဲမှာစိုက်ဝင်သွားခဲ့တာပါ။နှစ်နဲ့ဆင်အကြပါသူဟာအဲ့တပင်းကိုခုံလဲဖို့ဆုံးဖြတ်ခဲ့ပါရင်ဒါဟာပစိန်နဲ့ခုတ်ဖို့အရန်ထူတဲ့အတွက်သူကဖောက်ခွဲပြစ်ဖို့လိုအပ်မယ်လို့ဆုံးဖြတ်ခဲ့ပါရင်ပေါက်ကွဲမှုဖြစ်သွားတဲ့အခါဟင်နရီဟာချင်းချင်းတေဆုံးသွားခဲ့ပါရင်အကြောင်းကတော့လွန်ခဲ့တဲ့နှစ်နဲ့ဆင်ကတပင်းနဲ့စိုက်ဝင်နေတဲ့ဂျေဆန်ဟာလွင်းထွက်လာပြီးသူ့ကိုမှန်ကဲလို့ဖြစ်ကြောင်းဝေးမြားလိုက်ရင်ဤကောင်းချုပ်လိုက်ပါရင်အားလုံးကိုကျေးဇူးတင်ပါတယ်